လူငယ်ရဲ့နန်နစ်ခန်ကဩစတြေးလျနိုင်ငံရဲ့ drone ရှိရောကုမ္ပဏီဟာ drone တွေကိုထောင်လန်းပြီးဖြတ်ချနိုင်တဲ့စနစ်ကိုတည်ထွင်ဖို့ဝန်ထမ်း60ခန်းနဲ့စတင်ခဲ့ပေမဲ့လက်ရှိမှာဝန်ထမ်းအရေအတွက်ဟာ295ဦးအထိမြင့်တက်လာခဲ့ကြောင်းနိုင်ငံအရှာမှဖော်ပြခဲ့ပါတယ်။2014ခုနှစ်ကစတင်တည်ဆောက်ခဲ့တဲ့ drone ရှိရောကုမ္ပဏီဟာလက်ရှိမှာဈေးကွက်တန်ဖိုးဒေါ်လာ848သန်းနဲ့အတူဩစတြေးလျ stock အိမ်ချိန်မှာပါဝင်လာပြီး drone တွေကိုတံပြန်နဲ့စနစ်တွေတည်ထွင်မှုအားအရှိန်မြင့်လောက်ဆောင်နေပါတယ်။ drone တွေဟာခေတ်သစ်စစ်ပွဲတွေ ေမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာမှုနဲ့အတူဒီဒုံးတွေကိုတံပြန်တဲ့စနစ်တွေအားဝယ်လိုအားမြင့်တက်လာခဲ့ပါတယ်။ဒုံးတွေရဲ့ရေဒီယိုဂျိန်းလုံးကိုထောက်လန်းပြီးဂျိန်းလုံးအားတံပြန်လွင့်ပြီးဖြတ်တဲ့ဒီစနစ်တွေကိုလက်ရှိမှာယူကရိန်းစစ်ပွဲအပါအဝင်နိုင်ငံပေါင်း80ကျော်မှအသုံးပြုလာခဲ့ပါတယ်။အဲ့ဒီအပြင်ဒရုန်းရှိရောကုမ္ပဏီဟာ2024ခုနှစ်အာရှကားကွယ်ရေးပစ္စည်းတွေပြပွဲမှာလည်းတည်ဆောင်ရလွယ်ကူတဲ့ဒရုန်းကန် NK4 အမည်ရှိဒရုန်းဖြတ်လက်နက်ကိုပြသခဲ့ပါတယ်။ EON နဲ့30မမတနက်ပြောင်းကို ေဒါနဲ့တွေ့ပြီးဒရုန်းတွေအားစွန့်ရင်အသုံးပြုပြီးပစ်ချရတဲ့လက်နက်ဖြစ်တဲ့စလင်ကားကဲ့သို့စနစ်တွေဟာတစ်ချိန်အသုံးပြုရင်ဒေါ်လာ155ဒေါ်လာမှ1550ကျသာကုန်ကြတာကြောင့်ဒေါ်လာတောင်းချီကုန်ကြတဲ့ဒုံးကြီးစနစ်တွေထက်ပိုပြီးကုန်ကြစရိတ်သက်တာပါတယ်။အဲ့ဒီအပြင်ဩစတြေးလျရဲ့ AIM Defense ကုမ္ပဏီကထုတ်လုပ်တဲ့ဒေတာလက်နက်တွေဖြစ်တဲ့ Deathlet Destructor နဲ့ Freighter တို့ဟာလည်း10ကီလိုမီတာမိုင်ဝက်ကျော်အကွာအဝေးအတွင်းကဂျုံးတွေကိုဖျက်ချနိုင်စွမ်းရှိပါတယ်။ EOS စနစ်ဟာဩ ဩစတြေးလျရဲ့နိုင်ငံတော် drone တံပြန်ရေးအစီအစဉ်ဖြစ်တဲ့ Project Land 156စီမံကိန်းရဲ့ပြိုင်ဘက်လည်းဖြစ်လာခဲ့ပါတယ်။မြန်မာခေစစ်ပွဲတွေကို drone တွေနဲ့ drone ဖြင့်လက်နက်တွေကပုံမကြီးမလာမှုနဲ့အတူဩစတြေးလျကလည်း drone ဖြင့်လက်နက်တွေထုတ်လုပ်မှုမှာပြိုင်ဆိုင်မှုတွေမြင့်တက်လာတဲ့ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာ drone ဖြင့်လက်နက်တွေထုတ်လုပ်မှုကိုပုံမအရှိန်မြင့်တင်လာခဲ့တာဖြစ်ပါတယ်။